တိုင်းပြည်မှာနေတဲ့ခွန်ရသားသမီးကိုဒီလိုမင်းဆိုမင်းညက်အာနာယူတိလာမရှိအကျင့်မရှိပဲဒီလိုအကျန်းဖြက်ပတ်ဖြက်ပြီးတော့ပြည်သူတွေကိုစစ်ဘလူးလိုမျိုးမြေစာတုံးနေတဲ့မင်းဆိုမင်းညက်ကမနေနိုင်ပါဘူးเนาะအလိုလိုမြေပြိုပါတယ်เนาะမြေမြိုပါတယ်เนาะဒီမင်းဆိုမင်းညက်မှာမဟုတ်ဘူးနောက်နောက်ကိုအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာ နေစဉ်ထူးဆင်းတဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ရှင်းတဲ့တိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအားနာရှင်စနစ်ကြာရှုံးရမည် မင်္ဂလာပါရှင်နော်ဒီဗီဒီယိုဖိုင်လေးကတော့မြန်မာနိုင်ငံမှာရှိရပေါ့နော်အေးချမ်းချမ်းနေခြင်းနဲ့မြန်မာပြည်ကိုငြိမ်းချမ်းစေခြင်းနဲ့ပြည်သူအလုံးကြည်ပြောင်ကြည်ပါပါနော်မြန်မာပြည်ကိုမငြိမ်းချမ်းမငြိမ်းချမ်းစေခြင်းနဲ့အာဏာယူနေရာယူတွေဆိုရင်တော့ဒီဗီဒီယိုဖိုင်ကိုကြည့်တဲ့အချိန်ကစပြီးတော့နောက်နောက်လုံးဝသူတို့စီးပွားရေးပြတ်ပါစေနော်ပြည်သူတွေကြည့်တယ်ဆိုရင်အေးချမ်းပါစေတာယာပါစေဘာဖြစ်လို့ဆိုကြအဖြတ်မှောက်လုံးမဲ့လူတွေဆိုတော့ဆရာမဒီဗီဒီယိုဖိုင်ကိုမကြည့်စေခြင်းဘူးပေါ့နော်အဲ့တော့ ဆီယမတို့မြန်မာနိုင်ငံသားတွေတော်တော်များများကမြန်မာနိုင်ငံဒီဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံဖြစ်ပါတယ်เนาะဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံမှာเนาะဒီလိုမျိုးကတ်ဆိုင်နေတယ်ဒီလိုမျိုးတခါမှမကြုံဘူးတဲ့ကတ်တွေကြုံရချင်းအကြောင်းရင်းရလဲမင်းဆိုမင်းညစ်အုတ်ထုတ်တာနံပါတ်1ဖြစ်ပါတယ်နံပါတ်2ကလည်းအဲ့ဒီမင်းဆိုမင်းညစ်အုတ်ထုတ်လို့ရတယ်ရအောင်နေတဲ့ကိုယ့်ရဲ့ဟိုမြန်မာနိုင်ငံအတွင်းမှာနေတဲ့ဒီခုနှစ်ရသားသမီးရဲ့ဘယ်လိုပြောမလဲ ုစုကံအကုစုကံလည်းဒုတိယအဆင့်ပါပါတယ်နော်မြန်မာနိုင်ငံမှာစစ်ပွဲတွေမဖြစ်စေချင်တော့မြန်မာနိုင်ငံမှာငြိမ်းချမ်းစေချင်တယ်မြန်မာတပြည်လုံးအေးချမ်းစေချင်တယ်မြန်မာတပြည်လုံးသားရစေချင်တယ်မြန်မာတပြည်လုံးမှာမင်းကောင်းမင်းမြတ်နဲ့သားရဝပြောပြီးတော့အေးအေးချမ်းချမ်းနေချင်တယ်ဆိုလို့ရှိရင်ဒီမြန်မာပြည်မှာရှိတဲ့ဒီခုနှစ်ရဲ့သားသမီးများကလှုပ်ဆောင်ရမယ့်အချက်တွေရှိပါတယ်နော်မင်းဆိုမင်းညစ်ရဲ့သဘောတရားတို့တည် နော်ဘာဖြစ်လို့ရှိလို့ရတာလဲဆိုအဲ့ဒီမှာရှိနေတဲ့ခொနည်းသားသမီးရဲ့ကုစုကံအကုစုကံကြောင့် तू ကတီရှိနေရတာဖြစ်ပါတယ်အဲ့ဒီအတွက်ဒီမင်းဆိုမင်းညက်မကောင်းတာကိုကိုတည်းကမလိုချင်ဘူးဆိုရင် ကိုကိုတိုင်းကဘာသာရေးမြဲရပါတယ်နော်ခရစ်ယာန် ခရစ်ယာန်နော်မွတ်စလင်ဘာသာ နော်ဒီဟိန္ဒူဘာသာဗုဒ္ဓဘာသာမိမိရဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်မိမိယုံကြည်ကိုးကွယ်တဲ့ဘာသာရေးကိုမြဲရပါတယ်မဟုတ်တာမလုပ်ရပါဘူးမှန်မှန်တာမလုပ်ရပါဘူးတိလကိုအပြည့်မစောင့်နိုင်ရင်တော့မှတိလစောင့်တင်စောင့်တည်နိုင်တဲ့လောက်တိလစောင့်တည်ရအကောင်းဆုံးပါပဲ အတိကတော့ဘာသာရေးမြဲရပါတယ်မကောင်းမှု အကုသို့ကိုကိုတိုင်းမကျူးလွန်မိဖို့ကြိုးစားရပါတယ်အဲ့တော့အဲ့ဒီလိုလုပ်လို့ရှင်ဆရာမလည်းဘာဖြစ်မှာတော့လို့မမေးပါနဲ့တကယ်လုပ်ကြည့်ပါနော် ပြည်သူလူထု9ရက်သားသမီးကနော်တိုင်းပြည်မှာနေတဲ့ပြည်သူလူထု9ရက်သားသမီးကအကျင့်တီလာနဲ့ပြည့်စုံနေတယ်ဆိုလို့ရှိရင်အဲ့ဒီတိုင်းပြည်မှာနေတဲ့9ရက်သားသမီးကိုဒီလိုမင်းဆိုမင်းညက်အာနာယူတီလာမရှိအကျင့်မရှိပဲဒီလိုအကြမ်းဖက်တပ်ဖြတ်ပြီးတော့ ပြည်သူတို့ကိုစစ်ဘလူးလိုမျိုးမြေစာတုံးနေတဲ့မင်းဆိုမင်းညက်ကမနေနိုင်ပါဘူးနော်အလိုလိုမြေပြိုပါတယ်နော်မြေမြူပါတယ်နော်ဒီမင်းဆိုမင်းညက်မှာမဟုတ်ဘူးနောက်နောက်ကိုယ့်ရဲ့မြမပြီမှာမင်းဆိုမင်းညက်မရှိစေခြင်းဘူးဒီလိုမကောင်းတဲ့လူတွေအုပ်ချုပ်လို့မရစေခြင်းဘူးဆိုလို့ရှိရင်မြမပြီမှာနေတဲ့ခொနည်းသာသမိယမိမိကိုယ်ွယ်တဲ့ဘာသာရေးကိုပို့ပြီးတော့လုပ်ပါတိလ ငါးပါးတီလာကိုမစောင့်တီနိုင်ရင်တောင်မှနော်တနေ့ကိုနှစ်ပါးတီလာတစ်ပါးတီလာစောင့်တီနိုင်အောင်ကြိုးစားပါနော်သူတစ်ပါးသူတစ်ပါးမဟုတ်မမှန်ပြောဆိုမှုနော်မဟုတ်မမှန်လုံးကြံမှုနော်သူမကြိုက်တဲ့ဟာကိုသူများကိုဆွဆွဲပြောဆိုရရှိကိုကိုတိုင်ကလည်းကိုယ်မကြိုက်တာပြောတယ်ဆိုသူများကိုမဟုတ်တာမပြောနဲ့အဲ့ဒီလိုစကားလေးတွေကစားထိမ့်သွားမယ်နော်အကျင့်တီလာလေးတွေမြဲမယ်ဆိုလို့ရှိရင်နော် မင်းဆိုမင်းညစ်ဆိုတာလေမြန်မာပြည်မှာလေအတန်တော့မကြရတော့ပါဘူးရှင်เนาะဆရာမပြောတာမယုံမှာနဲ့ကိုယ်တိုင်လုပ်ကြည့်ပါเนาะနောက်နောက်ဆရာမရဲ့ကျွန်မတို့ကဒီလိုငလင်ပေးရေးမကြုံစည်ကျင်တော့ဘူးဒီလိုကတ်ဆိုးပေးရေးမကြုံစည်ကျင်တော့ဘူးမြန်မာနိုင်ငံမှာအင်မတန်ပင်ပန်းဆင်းရဲနေပါပြီကျွန်မတို့တွေမြန်မာပြည်အေဂျင့်စင်အေဂျင့်စီကျင်ပါတယ်ဆရာမကျွန်မဘာလို့ရမှာပဲကျွန်တော်တို့ဘာလို့ရမှာလဲဆိုတော့မေးတဲ့သူတွေအတွက်ပဲတင်ပေးတာเนาะယုံနေဆိုရင်လိုက်လို့ပါမယုံတဲ့လူကတော့ကိုယ့်ရဲ့ တပ်ပိတ္တာကာမတကာပေါ့နော်ကက်ဆေးတဲ့ကာလဒလဇက်လာမှာဖြစ်တဲ့အတွက် ကောင်းသူကဲမကောင်းသူပယ်မှာဖြစ်တဲ့အတွက်ဒီရှေ့ကြောက်မှာဒီကက်ဆေးတဲ့ထဲမှာမိမိကြံစီခြင်းသေးတယ်ဆိုရင်ဆရာမပြောတာကိုယုံကြည်သည်ရှိသောမယုံကြည်သည်ရှိသော မိမိရဲ့အိမ်နံပါတ်1အိမ်ကိုတန်ရှင်းစင်ကြယ်စွာထားပါမိမိရဲ့ဖခင်ကြောင့်တန်ရှင်းစင်ကြယ်စွာထားပါရေချမ်းပန်းမညိုးအောင်ထားပါဘာသာရေးအမြဲတမ်းလုပ်ပေးပါနော်အမြဲတမ်းကိုကဗတိမစိတ်နိုင်ဘူးတရားမထိုင်နိုင်တော့မှဖခင်နေ့တိုင်းတနေ့ကိုတစ်ချိန်လောက်တော့ကတော့ပေးပါဖခင်ကတော့တဲ့အချိန်မှလည်း၅ပါးတီလခံယူပေးပါနော်နောက်ပေဆုံးမိမိရအမြဲတမ်းအလုံးမအားတဲ့လူတစ်ယောက်ဖြစ်တယ်ဆိုမိမိရဲ့နှုတ်ကနေမှာ တဏဂုံ၃ပါးဖရာတရားတန်ခါယေသနာ၃ပါးကိုနှုတ်ကနေမှာစိတ်ထဲရနေမှာရွတ်ဖတ်တဲ့ဆယ်ပေးပါနော်အဲ့ဒီလိုလေးလှုပ်ပေးကြည့်ပါမိမိကိုယ်တိုင်ကလည်းသူတစ်ပါးရဲ့အသက်ကိုလက်မှာစားခြင်းနဲ့တက်မှာစားခြင်းနဲ့တချို့တွေရှိပါတယ်နော်အရှင်လက်လက်ကိုတက်ပေးတာမှစားခြင်းတဲ့လူတွေရှိတယ်အဲ့ဒီလိုစားခြင်းမျိုးကိုရှောင်ပေးပါနော်လူတရဝါဖြစ်တာဖြစ်တဲ့အတွက်တော့အသားငါးတွေရာသက်ပံရှောင်မှုဆိုတာတော့လူတိုင်းမဖြစ်နိုင်ဘူးဆိုတာဆရာမနားလဲပါတယ်နော် မရှောင်နိုင်လို့ရှိရင်တော့မှအဲ့ဒီလိုမျိုးပေါ့နော်ကိုစားကိုကိုစားဖို့သူ့ကိုတတ်မှာကိုစားရမယ်ဆိုတဲ့အရာကိုရှောင်ပြီးပါเนาะနောက်တစ်ခုကမိမိရဲ့မွေးနေ့နေ့တိုင်းမှာဥပုံတီလာအောက်တီနိုင်အောင်ကြိုးစားပါတတ်တတ်လို့စားနိုင်အောင်ကြိုးစားပါเนาะအဲ့ဒီလိုတွေလုပ်မယ်ဆိုလို့ရှိရင်ဒီကက်ဆေးတဲ့အဲထဲမှာ ျွန်တော်တို့ကျမတို့မပါဘဲနဲ့ကြံခဲ့မှာဖြစ်ပါတယ်အဲ့ဒါမြန်မာနိုင်ငံသားမှန်သမျှအကုန်လုံးလို့ရပါတယ်ပြည်ပရောက်နေတဲ့လူလည်းလုပ်ပါပြည်တွင်းမှာရှိတဲ့လူလည်းလုပ်ပါနော်တချို့ကကံပဲကောင်းကျင်ကြတာနော်ကံကောင်းခြင်းနဲ့ဒီလိုကတ်ဆိုင်တဲ့အချိန်မှာမပါခြင်းဘူးမသေးခြင်းဘူးဒီလိုကံမဆိုးခြင်းဘူးဒါပေမဲ့ကံကောင်းတဲ့အရာတွေကြတော့တည်တည်ချာချာလုံးဝမှာဘူးမလုံချင်ဘူးပြင်းကြပါတယ်เนาะတရာရာနှုံးမှာ80ရာနှုံးက တရာရာနှုံးမှာ80ရာနှုံးမဟုတ်90ရာနှုံးကကကံကောင်းခြင်းကြပါတယ်เนาะကံကောင်းခြင်းပေမဲ့ကံကောင်းစီတဲ့အရာတို့မလုပ်ဘူးမူးရရန်ကားတယ်เนาะအရက်သေးသာတောက်စားတယ်เนาะဘယ်အရာလေးကိုကြည့်ကြည့်ဘယ်အရာလေးကိုလှုပ်လှုပ်ဆရာမပြောတာတဆရာမကလည်းအဲ့ဒါဆိုသူတော်ကောင်းလားဆိုတော့ဆရာမသူတော်ကောင်းတော့မဟုတ်သေးဘူးဒါပေမဲ့သူရုပ်မှမဖြစ်အောင်စူးစမ်းနေပါတယ်เนาะ စ조사နေတဲ့အဆင့်ဆ ्याम မူဂျိုအဆင့်မှာเนาะတခါတည်းပြောပါမယ်เนาะသူတော်ကောင်းဖြစ်ဖို့조사နေတဲ့မူဂျိုအဆင့်မှာသူရုပ်မှာမဖြစ်ဖို့လည်း조사နေတဲ့မူဂျိုအဆင့်မှာဆ ्याम လိုပဲအကုံလုံးကိုလည်းဖြစ်စေခြင်းလို့ဒီစကားကိုပြောပြခြင်းဖြစ်ပါတယ်နာမည်ကြီးခြင်းလို့ follow လိုခြင်းလို့အသေးလိုခြင်းလို့ဆ ्याम ပြောတာမဟုတ်ပါဘူးတချို့ကမှန်တာပြောရင်လူကြိုက်နေပါတယ်เนาะ မှန်တာကိုတချို့ကလူတိုင်းလူတိုင်းကလူသားမှန်ရင်အမှန်တရားကြိုက်တယ်တရားရာနှုံးမင်းတရားရာနှုံးကအမှန်တရားကြိုက်တယ်ဒါပေမဲ့အဲ့ဒီတရားရာနှုံးကိုအမှန်တရားပြောကြည့်အဲ့ဒီအမှန်တရားကိုတကယ်အမှန်တရားပြောလို့ရတာ10ရာနှုံးပဲရှိပါတယ်နော်ဆရာမပြောတာမယုံပါနဲ့နော်ပတ်ဝန်းကျင်မှာကိုယ့်ဟာကိုယ်လေ့လာကြည့်ပါကိုယ့်စိတ်ကို ကိုယ်စိတ်ကိုကိုယ်လိန်လို့မရပါဘူးလူတိုင်းကိုလိန်လို့ရတယ်လူလူကြီးကိုလိန်လို့ရတယ်ကိုပြုတ်ထားတဲ့ကုစုကအကုစုကတွေလိန်လို့မရဘူးကိုလှုပ်ထားတဲ့မကောင်းမှုအကုစုတွေကလိန်လို့မရပါဘူးเนาะပြည်သူတွေကိုအကုစုလှုပ်တယ်လို့ဆရာမပြောတာမဟုတ်ပါဘူးเนาะဒီမင်းဆိုမင်းညစ်တွေအုပ်ထုတ်လို့ရတယ်ဆိုတာကเนาะ စီဝါရေးမအားတဲ့လူတွေလုပ်ငန်းမအားတဲ့လူတွေเนาะတချို့ကြလည်းရှိပေမဲ့မလုပ်တဲ့လူတွေတချို့ကြလည်းဘာသာရေးမြင်းမြဲလုပ်နေပါတယ်เนาะမြင်းမြဲလုပ်နေတဲ့လူတွေရှိလို့ဒီလိုခံရတာဒီလိုပါပဲယဟန်တန်ဃာတော်တွေဆိုလို့ရှိရင်လည်းเนาะဆရာတော်ဖရာတွေဆိုလို့ရှိရင်လည်းတချို့ဆရာတော်ဖရာကြီးကဝိညာဉ်စည်းကမ်းနဲ့အင်မတန်ညီတယ်เนาะတချို့ကြလည်းမညီတဲ့သူတွေရှိပါတယ်ဒါကတော့ဆရာမတော်ကလူပုပ်ကိုယ်တွေဆိုတော့ဝေဖန်လို့မရဘူးပြောဆိုလို့မရဘူးပေါ့เนาะအကုန်လုံးကဒီဖရာရဲ့အဆုံးအမတိုင်းပဲ စီကံသဘောတိုင်းဒီဝင်းကြီးလူဆိုရင်လေလူရဲ့လူတိုင်းမှာတချို့ကပြောပါတယ်နော်လူမှာလူမှာလေတတ်မှတ်ထားတဲ့စီကံဥပဒေမရှိဘူးလို့မပြောပါနဲ့လူမှန်တယ်ဆိုရင်လူစီကံလူလူစီကံလူကျင့်ဝတ်တရားဆိုတာရှိပါတယ်ဒါတွေနဲ့ညီအောင်နေနိုင်နေဆိုလို့ရှိရင်ပူပြီးအဆင်ပြေပါတယ်เนาะဒါကတော့ထားပါတော့เนาะဆရာမစကားပြောဟိုဟာဖြစ်သွားလို့ဟိုဘယ်လိုပြောမလဲဒါဟိုစကားပြောဆွေးနွေးတယ်လို့ဖြစ်သွားတာပေါ့เนาะဆရာမပြောခြင်းတဲ့အဓိကအကြောင်းရင်းကကကစိုက်ပါပြီ စလုံးရေးစတာဖြစ်ပါတယ်အခုကတ်ဆိုင်တာအစဖြစ်ပါတယ်နော်အခုကတ်ဆိုင်တာ အစနော်အစပြီးတာအစစပြီးဖြစ်တာဖြစ်တော့လည်းမစုံသေးဘူးအစတော့မှဒီလောက်ပြင်းအစုံဘလောက်ပြင်းထန်မလဲနော်အဲ့ဒါကိုကိုကကြောက်လားကြောက်လားကိုရဲ့အသက်ကိုနှမျောပါသလားနော်ကိုကံကောင်းကျင်ပါသလားကိုကံကောင်းကျင်နေဆိုငါကံကောင်းကျင်နေဆိုပြီးထိုင်ပြီးပြောနေလို့မရပါဘူးเนาะအဲ့တော့ကိုကံအကောင်းအောင်လို့ ကံကောင်းတဲ့အရာတို့လုံမှကိုကံကောင်းမှဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ဒီလိုမင်းဆိုမင်းညစ်ဒီလို အောက်တန်းစားဒီလိုစစ်ပလူကကိုတို့အုတ်ထုတ်တာကိုမခံချင်ဘူးဆိုရင်ဆရာမပြောတယ်လို့ပဲမိမိရဲ့ဖះအကြောင်းဆောင်တန်ရှင်းရေးထားပါမိမိရဲ့အိမ်ကိုတန့်အောင်နေပါဖះရေချမ်းပန်းအမြဲတမ်းကတ်လူပါဘာသာရေးများများလုပ်ပါနော်မိမိရဲ့မွေးနေ့နေ့တိုင်းမှာတီလာစောက်တီပေးပါနော်အားနေတဲ့အချိန်မှာစိတ်ထဲရနေမှာ တဏ္ဍကုံအမြဲတမ်းယူပေးပါအိတ်တဲ့ချိန်လဲတဏ္ဍကုံယူပေးပါမိမိရဲ့အတက်နဲ့ခန္ဓာကိုအမြဲတမ်းတဏ္ဍကုံတည်နေတဲ့လူကနော်တတ်တန်းရှိသလောက်အန်တရယ်ကင်းကင်းဘေးကင်းကင်းနဲ့နေရပါတယ်အန်တရယ်ကြုံရင်တော့အသက်အန်တရယ်မရှိပါဘူးနော်ဒါအမှန်တရားပါဤသစ္စာစကားမှန်ပါကဒီဗီဒီယိုဖိုင်ကိုကြည့်တွေ့တဲ့ပြည်သူတိုင်းစီဘာသာရေးလောက်ကြတဲ့သူများဖြစ်ကြပါစေနော်အန်တရယ်ကင်းပါစေဘာသာရေးလောက်သလောက် အသက်ရှင်ပါစေလို့ဆရာမဆုတောင်းပေးပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီဗီဒီယိုဖိုင်လေးကိုဝိုင်းရှယ်ပေးပါနော်အများပြည်သူသိအောင်ဝိုင်းရှယ်ပေးပါမိမိရဲ့ရှယ်ခြင်းရလဲကုစုရပါတယ်ရှင်နော်ကျေးဇူးတင်ပါတယ်ရှင်နော်နော်ပြန်နှန်းဖြစ်ပါတယ်နော်မြန်မာနိုင်ငံကို အာနာလူထားတဲ့ဥမင်းအောင်လိုင်းကိုပြောချင်ပါတယ်ဥမင်းအောင်လိုင်းဒီချိန်မှာဒါနောက်ဆုံးအကြံပေးခြင်းဖြစ်ပါတယ်ပြည်သူလူထုကိုလက်နဲ့ချပါဝင်ချတောင်းမှန်ပါခမရဲ့ရာဇဝင်းမှုတို့ရက်တန်ကနဲ့ရက်တန်တော့ပါလို့ခမရသတိပေးပါတယ်နောက်ဆုံးအနေနဲ့เนาะအမိန်ပြန်နှန်းဖြစ်တယ်မြန်မာနိုင်ငံကဦးမင်းအောင်လိုင်းနဲ့လုံးဝသက်ဆိုင်မှု မရှိပါဦးမင်းအောင်လိုင်းအုတ်ချုပ်၍မရပါဘူးเนาะဤတစ္ဆာစကားမှန်ပါက ဒီနေ့ကစပြီးတော့မြန်မာနိုင်ငံမှာအကြမ်းဖက်မှုတွေရပ်တန့်ပါစေလေရင်နဲ့ပြည်သူကိုဘုံကျဲတတ်နေမှုတွေရပ်တန့်ပါစေဦးမင်းအွန်လိုင်းနဲ့တကွအကြမ်းဖက် ြုတ်လုံနေသူအလုံးတို့ဘဝနှီးကုန်ချုပ်ချိန်ကိုအမြန်ဆုံးရောက်စေသတည်းမြမနိုင်ငံငြိမ်းချမ်းအေးချမ်းပါစေမြမပြည်သူတွေစိတ်ဆင်းရဲခြင်းကိုဆင်းရဲခြင်းအမြန်ကင်းလွန်ငြိမ်းပါစေကျွန်ုပ်ဆိုပြောသောစကားမှားပါကဦးမင်းအွန်လိုင်းအုပ်ချုပ်လို့ရတယ်လို့ဆိုလို့ရှိရင်ကျွန်ုပ်ဆိုသောစကားမှားပါကဦးမင်းအွန်လိုင်း မသေးပါစီနဲ့ကျွန်ုပ်ဆိုတဲ့စကားမှန်ပါကဥမင်းအောင်လိုင်းဘဝနီကုန်းချုပ်စီကိုချုပ်ချိန်ကို အမြန်ဆုံးရောက်ရှိပါစေတာဤနေ့ဤချိန်မှစ၍မြမနိုင်ငံသည်အများပြည်သူပိုင်သောနိုင်ငံဖြစ်သောကြောင့်အများပြည်သူနဲ့သာဆက်သက်သက်ဆိုင်မှာတဖြင့်ဥမင်းအောင်လိုင်းနဲ့လုံးဝမသက်ဆိုင်မှာသောကြောင့်မြန်မာနိုင်ငံမှာစောင့်ကြံနေကြကုန်သောတမာတွေကနတ်မြတ်နတ်ကောင်းနတ်သူတော်ကောင်းပေါင်းများက ကိုညီဆောင်ရှောက်၍အေးဘလူးမိတ်စာမင်းအောင်လိုင်းတဲ့တကွာစိတ်တက်မပြောင်းသောဘလူးမိတ်စာတိုက်အားတုတ်တင်ရှင်းလင်းစေအမိန်တော်ဒီနေ့မှစ၍အမိန်တော်ပြန်လိုက်သည်အေးအမိန်တော်တိုင်းမြမာပြည်ငင်းညမ်းစီအေးချမ်းစီတိုင်းရင်သားစီလုံးညီညွတ်မှုဖြစ်စေတိုင်းရင်သားအလုံးနိုးထွားညိုးကြနိုးထ၍အာနာရှင်အားမရက်တက်မှာက ပူပေါင်းဝိုင်းဝင်းပြီးတော့တော်လန်စေတည်းအမိန်တော်မြက်မယ်အမိန်တော်နာခံစေအမိန်တော်မနာခံပါကခေါင်းဖြဲ့ပြီးတော့တရားစီရင်စေပုံဆရာမမြတ်ကြခင်နော်မိန်တော်မြက်တဲ့အချိန်ကမြမဆန်တော်ချိန်မြမဆန်တော်မြမဆန်တော်ချိန်ပေါ့နော်နေ့ရက်23ရက်17လပိုင်း2024ဖြစ်သည်ဤအမိန်တော်တိုင်း တီစီသတိမြန်မာနိုင်ငံမှာဤနေ့အချိန်မှစ၍မင်းမိတ်ဆာများအာတမာတွေကနတ်မြတ်နတ်ကောင်းများကတုတ်တင်ရှင်းလင်းစေ မတရားနိုင်ငံသားကိုရောက်နေသောပြည်သူလူထုမြန်မာနိုင်ငံသားများအားဒုက္ခပေးနေသောမင်းအွန်လိုင်းကြာဆုံးစေတည်းအမိန်တော်